တကပလုံးမှာဘယ်နိုင်ငံမှမှမရှိတဲ့ရှားပါဆယ်လီတွေအဖြစ်နာမည်ကြီးနေတဲ့ကွန်ဘီယင်မြောင်ပရဒမြအလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ် နိုင်ငံတကာမှာ TikTok social media တွေခေတ်ဆန်းလာတာနဲ့အမျှဆယ်လီတွေကလည်းများစွာပေါ်ပေါက်လာခဲ့ရပါမယ်။မြန်မာနိုင်ငံမှာလည်း TikTok ဆယ်လီတွေများစွာပေါ်လာပြီး blogger တွေ influencer တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ပုံမှန်ဖြစ်တော့ဆယ်လီတွေတိုင်းကမထူးခြားလာတဲ့ video တွေ blog တွေနဲ့ဆယ်လီဖြစ်လာတဲ့ဆိုပေမဲ့လက်တလုံး online ပေါ်မှာခေတ်ဆန်းနေတဲ့ကွန်ဘီယံဆယ်လီတွေကတော့ကပါပေါ်က sharp ဆယ်လီတွေဖြစ်နေမဲ့ကြီးနေတာဖြစ်ပါတယ်။ ကွန်ဆာပြိုင်ပြီးဆယ်လီဖြစ်လာသူကမြန်မာနိုင်ငံမှာပဲရှိတယ်လို့ဆိုရမှာပါလက်တလော TikTok မှာရော Facebook Social Media မှာခေစားနေတဲ့ကွန်ဘီယံဆယ်လီတို့ကတရကိုကွန်၃000ဘိုးစားပြရင်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှေးရခင်ကလေးကကွန်ဆာရဲ့ delay ထုံးတမ်းတွေကရှိခဲ့ပြီးမိကြီးမင်းသားတွေကစလို့ရှင်ဘီယံတွေကပါကွန်ဆာခဲ့ကြပါတယ် ဒါကြောင့်ခင်ဆက်ဆက်ရိုးရာတစ်ခုလောထိန်းသိမ်းလာရကနေကွန်ဆာရဲ့ဒလေးကမြန်မာတွေမှာအခုထက်ထိစွန့်မြဲနေခဲ့တာပေါ့အထူးသဖြင့်အမျိုးသားတွေစားသုံးကြတာများပြီးအပြင်းပြေစားရကနေမစားရမနေနိုင်စားကြတဲ့အထိရှိလာခဲ့ပါတယ်အခုနမဲကြီးနေတဲ့ကွန်ဘီယံဆိုသူကလည်းကွန်ကိုအပြော်တန်းအပြင်းပြေစားသုံးရကနေပုံမှန်လူတွေထက်အများကြီးစားသုံးနိုင်တာကြောင့်ကွန်ဘီယံဆိုပြီးတော့နမဲကြီးလာခဲ့တာပေါ့ဒါပေမဲ့ဆိုရှယ်မီဒီယာမှာနမဲကြီးနေတဲ့ကွန်ဘီယံတွေကသူတယောက်တည်းမဟုတ်တာကြောင့်အဆိုပါအမျိုးသားကိုကွန်ဘီယံတစ်လို့နမဲပေးထားကြပါတယ်ကွန် ီယံတစ်ကတရက်ကို3000ဘို군စားနိုင်သူဖြစ်ပြီးအိမ်မှာလည်းဇနီးတဲ့ကိုယ်တိုင်군ကိုရာကျွေးသေးတာဖြစ်ပါတယ်군ဘီယံတစ်군စားတဲ့ပုံစံကအများနဲ့မတူလှပါဘူးပုံမှန်လူတွေလို군100 200ပေါ်မှာစေးနဲ့အစာပလာတွေထည့်ဝါတာမျိုးမဟုတ်ဖဲ군ရွက်ပေါင်းများစွာပေါ်မှာထုံးတွေ군သီးတွေနဲ့အခြားအစာပလာပေါင်းများစွာကိုထည့်ဝါကစားပြခဲ့တာပါဒါကြောင့်လေ군ဘီယံလို့နာမည်ကြီးလာခဲ့တာဖြစ်ပါတယ် ကွန်ဘီယံတဲ့အပြင်အခြားကွန်ဘီယံရဲ့လိုနာမည်ကြီးနေသူကတော့ရှင်းနေအရွယ်သားလေးတယောက်ပဲဖြစ်ပါတယ်။ရှင်းနေသားရွယ်ကလေးငယ်ဟာအသက်၄နှစ်လောက်ကလေးကကိုယ်နေကိုစားသုံးနေခဲ့တာဖြစ်ပြီးတရက်ကိုရပေါင်းများစွာစားနိုင်သူလည်းဖြစ်ပါတယ်။အသက်၈နှစ်အရွယ်ငယ်ရွယ်လွန်တဲ့ကလေးတယောက်အနေနဲ့ကွန်ရကစားလို့မူရင်းဆေးဝါးတွေအပါဝင်ကလေးနဲ့မအဆက်တာတွေကိုလုတ်ပိုင်ခွင့်ပိတ်ပင်ထားသင့်ပေမဲ့သူရဲ့ပဝန်းကျင်ကလူချင်းမိဘတွေကတော့တားမြစ်ခြင်းမရှိပါဘူး။ကွန်တီယာတော်မြေကြီးပုံမတင်တဲ့အချိန်မှာရှင်းနေအရွယ်ကွန်ဘီယင်လေးရဲ့မိဘတွေကတော့ကလေးကိုမတားမြစ်တဲ့အပြင်မြောက်ဘေးက ဂုံယူနေကြတာဖြစ်ပါတယ်။အစောပါကလေးငယ်လေးကလည်းသူဟာငငယ်ရွယ်ရွယ်နဲ့ကိုယ်အများကြီးစားနိုင်သူဖြစ်ကြောင်းမကြာခဏဂုံဖော်ကြွားလေးရှိသလုံးလူကြီးတွေနဲ့တောင်ဂုံပြိုင်စားဖို့စိန်ခေါ်လေးရှိတာပေါ့ ဒါအပြင်ကွန်ပီယံတင်းနဲ့လည်းကွန်ပြိုင်စားဖို့ရှစ်နှစ်သားရွယ်ကွန်ပီယံလေးကစိန်ခေါ်လာခဲ့တာဖြစ်ပါတယ်။ကွန်ပီယံတင်းအနေနဲ့အသက်ပြည့်ပြီးလူကြီးတယောက်နဲ့ကွန်ပြိုင်စားဖို့လက်ခံပေမဲ့ကလေးတယောက်နဲ့တော့ကွန်ပြိုင်စားဖို့လက်မခံခဲ့ပါဘူး။အသက်မပြည့်သေးတဲ့ကလေးငယ်တယောက်အနေနဲ့ကွန်စားချင်းဖြစ်ဘေးထွက်ဆိုးကျိုးတွေအများကြီးခံရနိုင်တာကြောင့်ရှစ်နှစ်သားကလေးငယ်ကိုပြိုင်မစားဖို့ပြန်ဆုံးမလိုက်တာဖြစ်ပါတယ်။ကွန်ပီယံတစ်ကတော့အသက်ကြီးပြီဖြစ်တာကြောင့်ဒါကသူ့ရဲ့ professional အလုပ်လို့လည်းဖြစ်သွားပြီဖြစ်တာကြောင့်ကွန်စားတာကို blog ရိုက်ပြီးဆက်လုပ်နေခဲ့ပါတယ်။ ဒါပေမဲ့အသက်ရှင်နေရွယ်ကလေးတယောက်ကိုတော့သူ့လိုမဖြစ်စေချင်တာကြောင့်တားမြစ်လာခဲ့တာပါအခုဖော်ပြခဲ့တဲ့ဂုံးဘရင်တွေအပြင်နောက်ထပ်တယောက်ကလည်းအခြားသူတွေထပ်ထွေးကြအောင်အားကြမခံကိုရက်တွေကိုလှီးပြီးထုံကွန်းတိတွေနဲ့နဲ့စားပြတာတွေလည်းရှိပါသေးတယ်မြန်မာနိုင်ငံမှာလက်တလောကွန်းပြိုင်စားတာတွေကထရန့်တစ်ခုလိုတောင်ဖြစ်လာပြီးခက်ဆန်းနေခဲ့တာပေါ့ရိုးရအနေနဲ့ရင်ကလေးကစားခဲ့ကြတယ်ဆိုပေမဲ့တန်ဆင်းလွန်ပေးဆိုတလုံးစားပါများရင်ဒုက္ခဖြစ်စေနိုင်တာကြောင့်ဒီလိုကွန်းစားပြိုင်ပွဲတွေဆိုတော့မရှိသေးတဲ့ပြိုင်ပွဲတွေဖြစ်ပြီးနောက်လူတွေအနေနဲ့လည်းလိုင်းမလုံးမိအောင်တရေထ ားတင်တာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောဂွန်ပြိုင်ဆိုင်ရင်ဆယ်လီတွေဖြစ်လာတဲ့ဂွန်ဘီရင်တွေအပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပီဆလပရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။